ွင်အားလုံးပဲမင်္ဂလာပါဒီ၅ချိန်မြောက်အတွက် 3D ဆိုင်လေးနည်းနည်းပြခြင်းနဲ့ပေါ့နော်အချိန်ကလည်းမရအချိန်အခုအချိန်ရတော့လေးပေါ့လိုက်လွှင့်ပြီးတော့ပြရတာမကောင်းဘူးတက်တော့နဲ့ဘူလိုရိုက်ပြီးတော့ပြန်စိတ်ပြန်စိတ်ပြီးတော့ယူယူမှလည်းတင်အဲ့လိုဘူလိုတင်ရတာအရန်ကြာတာလိုက်မကောင်းရင်ပိုးဆိုး ဒီနှစ်၃ညာ၉မှာဒေဂနံဤမြင်သားနဲ့ပောက်ွက်မဖြစ်ဘူးနှစ်၃ညာ၉ဆိုရဲဒေဂီလည်းမြင်တယ်အဲ့ဒါကို၃ညာ၂၉၃ညာ၉နဲ့ဖိရတဲ့နှစ်ကလုံးတို့လေးဖြစ်အဲ့ဒီမှာလက်ပွင့်လာရင်ကောင်းပါဒီခွန်ခွန်ကိုမှလည်း၃ည၃ညခွန်ဆိုပြီးတော့ဒီကဏ္ဍကိုဒီပင်မှာရိုက်တာ အဘူးဆိုတော့ဒီမှာပတ်လိုက်ရတာ900ပြည့်ကိုပတ်လိုက်ရတာဒီပင်မှာလာကြဒီပင်မှာသူ900ပြည့်ကြာသွားတဲ့ဆိုင်ကလည်းဟုတ်ပါတယ်သူကြာသွားတဲ့ဆိုင်ကမှဒီသုံးလုံးပေါင်းခြင်း5ဒီသုံးလုံးပေါင်းခြင်း6ဒီသုံးလုံးပေါင်းခြင်း9ဆိုပြီးတော့သူကနောက်ပေါင်း3ညနဲ့ရိုက်ပါဒီသုံးလုံးပေါင်းခြင်း၄ဒီသုံးလုံးပေါင်းခြင်း၅ဒီသုံးလုံးပေါင်းခြင်း၆ဆိုပြီးတော့ 456ဆိုပြီးစီနေရိုက်တော့တော့ဒီမှာ6ရှိရတော့ခွာပေါင်း9ရိုက်အဲဒီသလုံးပေါင်းခြင်းကခွန်တပင်2ပင်ကျော်ဒီသလုံးပေါင်းခြင်းကခွန်တပင်2ပင်ကျော်ဒီသလုံးပေါင်းခြင်းခွန်ဆိုပြီးတော့သူကနောက်နှလုံးပေါင်း3ရိုက်နေရိုက်ဒီပင်မှာလည်းခွန်လည်းတန်ရတော့သူကခွန်ပရိတ်နဲ့ထပ်ဆင်းသွား ်ခွန်ပရင်ထက်ဆင်းသွားတာခွန်လယ်တိုင်းနဲ့တင်ပေးတာကိုဒီမှာ YouTube မှာပေါက်ပေါက်တဲ့လူရှိသေးတယ်ခွန်ပရင်ရတဲ့လူကပေါက်တဲ့လူရှိသေးတယ်ဒီသုံးလုံးသုံးညဒီသုံးလုံးသုံးညဒီသုံးလုံးကိုဒီသုံးလုံးကိုဒီသုံးလုံး6ဒီသုံးလုံး6ဆိုပြီးတော့ခွန်လယ်တိုင်းယူထားတယ်အဲ့တော့သူကခွန်ပရိတ်ထပ်ပြီးသွားတာ ီ3နောက်ပိတ်နဲ့ဒီ3ပိတ်နဲ့6လို့ဖြစ်ဒီ9ပိတ်နဲ့9ပိတ်နဲ့6လို့ဖြစ်ဒီ9ပိတ်နဲ့9ပိတ်နဲ့6လို့ဖြစ်အောင်သူက9ပိတ်ထပ်ရိုက်သွားတာအဲ့တော့ဒီမှာလာဆုပ်တာအဲ့ဒီပိတ်တွေကကိုယ်ပထမဖမ်းပါဦးအဲ့ဒီပြေရနကွာ၆ပြိဖန်လာတာဖန်လိုက်တာအနည်းငယ်ပေါ့ပထမဖန်လာတာကဒီပင်မှာခွန်ပြိတစ်ပြိခွန်ပြိတစ်ပြိကိုအပိုင်ကင်ထားတာ အဲ့တော့၄ထိပ်၄ပိတ်တွေ့တယ်။နောက်နှလုံးပေါင်း၃ရှိရှိနှလုံးပေါင်းခုံ။အဲ၄30ပေါ့ခုံပရိနဲ့၄30လေးဒီပရိ။အဲ့လိုရိုက်ထားတာကအဲ့လိုကိုကရိုက်ထားတဲ့အခါကျတော့၄နောက်ပိတ်လည်းတွေ့တယ်။ဒီ၃လုံးပေါင်းချင်း၃ဒီ၃လုံးပေါင်းချင်း၃ဒီ၃လုံးပေါင်းချင်း၃ဆိုရင်၄နောက်ပိတ်။အဲ့တော့သူကဒီ၃လုံးပေါင်းချင်း၆ ဒီ3လုံးပေါင်းခြင်း6ဒီ3လုံးပေါင်းခြင်း6ဆိုပြီးတော့သူက6လက်ထံယူသွားတော့ဒီနောက်ပိုင်းနဲ့နောက်လုံးပေါင်း3လက်မှန်တယ်တိပရိနဲ့အာရှင်နှလုံးပေါင်းခွန်ကကစိတ်ထိတ်စီဝင်စိတ်ထိတ်စီဝင်လို့စိတ်ကိုလေးဆိုပြီးတော့တိပရိနဲ့ရိုက်ဒီတော့လုံးပေါင်းချင်းခွန်ဒီတော့လုံးပေါင်းချင်းခွန်ဒီတော့လုံးပေါင်းချင်းခွန် အဲ့တော့နောက်နှလုံးပေါင်းသုံးကဘယ်လိုလာတာလဲဆိုတော့ဒီသုံးလုံးပေါင်းခြင်းအနှစ်ဒီသုံးလုံးပေါင်းခြင်းအတစ်ဒီသုံးလုံးပေါင်းခြင်းအသုံးညဒီမှာခွန်ရှိရအတွက်နောက်နှလုံးပေါင်းသုံးထက်နောက်တစ်ချက်ကဒီသုံးလုံးပေါင်းခြင်းအရှိဒီသုံးလုံးရှိလို့ရတယ် ဒီသုံးလုံးပေါင်းကြည့်ရမှာဒီသုံးလုံး၅လို့ရဒီသုံးလုံးပေါင်းကြည့်ရ၃ညဒီသုံးလုံးပေါင်းကြည့်၃ညလို့ရခွန်တော့ပွင့်ရှိရအတွက်နှုံးလုံးပေါင်း၃တစ်ထက်အဲ့တော့ဒီပင်မှာဘယ်လိုလာနိုင်မလဲဆိုတော့ ဒီပင်မှာဘယ်လိုလာနိုင်မလဲဆိုရင်ကိုမြင်ထားတာလေးပေါ့နော်ဒီသုံးလုံးပေါင်းခြင်း၃တပင်နှစ်ပင်ကျော်ဒီသုံးလုံးပေါင်းခြင်း၃တပင်နှစ်ပင်ကျော်ဒီသုံးလုံးပေါင်းခြင်း၃အဲ့လိုလာမှဆိုရင်ဒီနှလုံးပေါင်း၆ရှိရတော့ခွန်ထိပ်စီနောက်တစ်ခုက နောက်ပိတ်ဆိုင်ကဒီသုံးလုံးပေါင်းခြင်းက9တပင်2ပင်ကျော်ဒီသုံးလုံးပေါင်းခြင်းက9တပင်2ပင်ကျော်ဒီသုံးလုံးပေါင်းခြင်းက9အဲ့လိုရိုက်သွားမယ်ဆိုရင်ခွန်နောက်ပိတ်ခွန်နောက်ပိတ်ကို3ပရိတ်နဲ့ခြံမယ်ဆိုရင်9အလဲတိုင်းပေါ့ခွန်9ခွန်နောက်နှလုံးပေါင်း6လို့လည်းဖြစ်မယ် နောက်လုံးပေါင်း6ဆိုတာကဘယ်လိုယူထားတာလဲဆိုရင်ဒီကိုဘိတ်နဲ့ဒီနှလုံးပေါင်းခြင်းနဲ့အဲ့တော့သူကဒီဒီသုံးလုံးပေါင်းခြင်းခုံဒီသုံးလုံးပေါင်းခြင်းခုံဒီသုံးလုံးပေါင်းခြင်းခုံအဲ့လိုတော့သူကပေးထားသေးတာပဲသူကအဲ့တော့ဒီသုံးလုံးပေါင်းခြင်း၃ဒီသုံးလုံးပေါင်းခြင်း၃ဒီသုံးလုံးပေါင်းခြင်း၃လို့ပေးနိုင်တယ် ဲ့လိုပြီးမယ်ဆိုလို့ရှိရင်သူဒီမှာခွန်ရှိရတဲ့အတွက်၃ဖြစ်အောင်လို့ဆိုရင်နောက်နှလုံးပေါင်း6အဲ့တော့ခွန်9ခွန်3ပြိဒီ2ပြိနဲ့ဒီ3ပြိနဲ့ပေါင်းရင်း4ဒီခွန်ပြိနဲ့ခွန်ပြိနဲ့ပေါင်းရင်း4 ဒီတိပရိနဲ့အောက်ကပရိနဲ့ပေါင်းရင်၄ပြင်၃ပရိထက်ဒါမှမဟုတ်လို့နောက်တစ်ဆက်ကဒီ၃လုံးပေါင်းချင်းခွန်ခွန်ပရိဝင်ဒီ၃လုံးပေါင်းချင်း၁တိပရိဝင်ဒီ၃လုံးပေါင်းချင်း၂၂ပရိ၃နှစ်ပရိခွန်၈ခွန်ခွန်၈ခွန်၂ပရိ ဲ့တော့သူကဒီသုံးလုံးပေါင်းခြင်း6ဒီသုံးလုံးပေါင်းခြင်း6ဒီသုံးလုံးပေါင်းခြင်း6လို့ပြထားသေးတယ်အဲ့တော့ဒီသုံးလုံးပေါင်းခြင်း6ဒီသုံးလုံးပေါင်းခြင်း6ဒီသုံးလုံးပေါင်းခြင်း6လို့မပြီးနိုင်ဘူးပြောလို့မရနားလဲတယ်ခွန်9ခွန် အဲ့တော့နောက်ပေါင်းဆိုင်ကသူကဆက်ပြီးမလားတော့မသိဘူးကော။ဒီတော်လုံးပေါင်းချင်းခုံ။တပင်နှစ်ပင်ကျော်ဒီတော်လုံးပေါင်းချင်းခုံ။တပင်နှစ်ပင်ကျော်ဒီတော်လုံးပေါင်းချင်းခုံ။တပင်နှစ်ပင်ကျော်ဒီတော်လုံးပေါင်းချင်းခုံလို့ဆက်ပြီးမယ်ဆိုရင်နောက်ပေါင်းကူ။နောက်နှလုံးပေါင်းကူနောက်နှလုံးပေါင်း6အဲ့ပုံစံပေါ့နော်။ အဲ့တော့ဒီဘီဒီယိုမှာတော့ဒီဘီဒီယိုမှာတော့ဒီ၃ခွက်ပေါ့နော်ခွန်9ခွန်ခွန်6ခွန်ခွန်9ခွန်စိုက်ဆွဲရတဲ့ကတ်စိုက်ဆွဲရတဲ့ကတ်နဲ့လေဘီဒီယိုတင်ပေးဦးမှာမလို့ဒီဘီဒီယိုမှာတော့ဒီလောက်ပဲဒီ၃ခွက်ပဲတင်ပေးလိုက်မှာပေါ့နော်စိုက်ဆွဲရတဲ့ကတ်နဲ့လေဘီဒီယိုလောက်ပဲတင်ပေးဦးမှာမလို့ကဲဒါပါပဲ